မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကဖြစ်ပေါ်ခဲ့တဲ့ညာဘူးချင်းခြေနေများမှာရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဘူးချင်းတို့အား9ဒီဂရီဆယ်စီယပ်မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာရတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဗိုလ်ချိန်တော့အ9ဒီဂရီဆယ်စီယံမှာ6ဒီဂရီဆယ်စီယံအထိစကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဗိုလ်ချိန်တော့အ3ဒီဂရီဆယ်စီယံမှာ4ဒီဂရီဆယ်စီယံအထိနဲ့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနိုဝင်ဘာလရဲ့ပုံမှန်ဗိုလ်ချိန်တော့အ2ဒီဂရီဆယ်စီယံရှောင်းနေခဲ့ပြီးကချင်ပြည်နယ်မှာ နိုဝင်ဘာလရဲ့ပုံမှန်ပူချိန်ထက်1ဒီဂရီဆက်စီရပိုခဲ့ပါတယ်။မြို့လိုက်ထူကြတဲ့ညပူချိန်ချင်းနေများမှာရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့နယ်လွိုင်းလင်းမြို့တို့မှာ1ဒီဂရီဆက်စီရစီဟဲဟိုမြို့မှာ1.3ဒီဂရီဆက်စီယံဟာခါမြို့မှာ1.5ဒီဂရီဆက်စီယံပင်လောင်းမြို့မှာ1.8ဒီဂရီဆက်စီယံတောင်ကြီးမြို့မှာ9ဒီဂရီဆက်စီယံလာရှိုမြို့မှာ9.8ဒီဂရီဆက်စီယံ မိုင်းယံမြို့မှာ6ဒီဂရီဆယ်စီယံလိုင်းကောမြို့မှာ6.5ဒီဂရီဆယ်စီယံနဲ့ကျိုင်းတုံမြို့မှာ6.6ဒီဂရီဆယ်စီယံတို့ဖြစ်ကြပါတယ်။အနေအဆုံးပူချိန်စံချိန်တင်များအနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုက်ရွာချက်များအရာတရဦးလေကြောင်းမိုးလေဝသမှာ30ဒီဂရီဆယ်စီယံ50ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ12.5ဒီဂရီဆယ်စီယံ54.5ဒီဂရီဖာရန်ဟိုက်ဖြစ်ခါ 2001ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ကျောက်ဆယ်မြို့မှာလည်းစနစ်တမလေးဒီဂရီဆယ်စီယံ54ဒသမ3ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ73ဒသမ3ဒီဂရီဆယ်စီယံ55ဒသမ6ဒီဂရီဖာရန်ဟိုက်ဖြစ်ခါ2016ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ဆိုင်ကလုံးမုန်တိုင်းတည်ရင်ဆိုင်ကလုံးမုန်တိုင်းဒေဝါချင်းနေဒီကနေ့မြန်မာစံတော်ချိန်10နာရီခွဲအချိန်တိုင်းထွာခြင်းများအား င်္ဂလာပင်လယ်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်လျက်ရှိတဲ့အိန္ဒိယနိုင်ငံတမီနာဒူပူရူချယ်ရီကန်ဂျီတို့မှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းဒေဝါဟာမြောက်ဘက်သို့ရွှေ့လျခဲ့ပြီးမြန်မာနိုင်ငံကိုကိုကျွမျိုးရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း980မိုင်ခန်အိန္ဒိယနိုင်ငံပူရူချယ်ရီမျိုးရဲ့အရှေ့တောင်ဘက်ရေမိုင်း60မိုင်ခန်နဲ့တီရီလင်ကာနိုင်ငံထရီကိုမာလီမျိုးရဲ့မြောက်ဘက်ရေမိုင်း190မိုင်ခန်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ် ဆိုင်ကလုံးမုံတိုင်းဒေဝါရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေလျားမဲ့အခြေအနေရှိပါသဖြင့်အဝါရောင်ဆင်ဟုသတ်မှတ်ပါရယ်။ဆိုင်ကလုံးမုံတိုင်းဒေဝါရဲ့တည်နေရာဗဟုချက်လေဖျားနယ်လေးတိုင်းတော်အဆိုပါ ဆိုင်ကလုံးမုံတိုင်းဒေဝါဟာမြန်မာစံတော်ချိန်စင်နိုင်ခွဲအချိန်မှာမြောက်လက်တီကျို17.3ဒီဂရီနဲ့အရှိလောင်ကြီးကျို80.6ဒီဂရီမှာရှိပြီးဗဟုချက်လေဖျား998ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေးတိုင်တော့မှာတနအီကို55မိုင်နှုတ်ခန့်ဖြစ်ပါတယ်။နောက်24နာရီအတွင်းခမန်းချက်အဆိုပါစိုက်ကလုံမော်နိုင်တဲ့ဝါဟာအိန္ဒိယနိုင်ငံတမိနာဒုမြောက်ပိုင်းပူရူချယ်ရီကန်ဂျီတို့နဲ့အပြိုင်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်အဆိုပါစိုက်ကလုံမော်နိုင်တဲ့ဝါရဲ့အရှိန်ကြောင့်မြမပင်လယ်ပြင်မှာလှိုင်းအထင်တင်ရှိပါမယ်။လှိုင်းမြမမြမကံရိုတဲ့နှောင်းနဲ့ကံလွန်ပင်လယ်ပြင်တို့မှာ 9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။အကြံပြုချက်သို့ဖြစ်ပါ၍စိုက်ကလုံးမုန်တိုင်းဒဝါရဲ့အရှိန်ကြောင့်ပြည်တွင်းလေကြောင်းပြန်သက်ရေးမြမကန်ယူနဲ့တခြားနယ်ကလွန်ပင်လေပြင်းတို့ရှိကန်ဒီကန်ဝေးငါဖန်ရင်ရင်များတမောများနေဖြစ်လဲစိုးတင်တရီပြုတ်နိုင်ပါရဲ့အတိပေးနှိုးစော်အပါရင်းဒီကနေ့နေ့လဲတနအိခွဲအချိန်မိုးလွယ်တာဂျိုးတို့မှဖမ်းမြရရှိတဲ့ပုံအရာကပလီပင်လေပြင်းဘင်္ဂလားပင်လေအောင်မြောက်ပိုင်းနေအရှိအလဲပိုင်းတို့မှာတိတ်နေငယ်ဖြစ်ထွန်းနေပြီး ကျန်မင်္ဂလာပင်လယ်ော်မှာတိမ်တက်တမတိမ်နှုတ်ထနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိမ်တက်တပြတ်ထွနေပြီးကျန်ဒေသတွေမှာတိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီချိန်တိုင်းတော်ချင်းများအရာတောင်တရုတ်ပင်လယ်ဖြစ်မှာဖြစ်ပေါ်နေတဲ့အကောင်နဲ့အပူပိုင်းမုန်တိုင်းကတော့ဟာတိတိတာတာရွေလျားခြင်းမရှိပဲဗီယက်နမ်နိုင်ငံနာထရမြို့ရဲ့အရှေ့မြောက်ဘက်ရှေးမိုင်း205မိုင်ခန့်ကွာ ပင်လယ်ပြင်ကိုဗဟိုပြူနေပါတယ်။အဆိုပါအကောင်နဲ့အပူပိုင်းမုံတိုင်းကိုတိုဟာ၂ရက်၁၂လ2025ရဲ့နေ့မှာဗီယက်နမ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပေါ်ရာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာမြေပြင်လေတုပီယာများနေတာကို တွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းအသင့်တင့်ရှိပါမယ်။လှိုင်းမြင်မှာမြမကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ 9ပေမှ9ပေခန့်ရှိနိုင်ပါတယ်။မနှက်ပြတ်မနှက်အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကန်းနိုင်ဒါကြီးအထပ်ပိုင်းတို့မှာနေရွက်ကြားမွန်းနေငယ်ရောင်းနိုင်ပါတယ်။ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတိမ်စစ်တဲ့ဖြစ်ထွန်းပြီးစကန်းနိုင်ဒါကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး နေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်း၊ကယားပြည်နယ် ပဲခူရနေသားကြီးရန်ကုန်နိုင်နေသားကြီး AR ရနေသားကြီးနဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားသိရပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ီဗီယောနဲ့နီတော်ဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလွယ်တာအခြေအနေခမှန်းချက်မှာအများအားဖြင့်သိရပါမယ်။အနေဆုံးမူချိန်မှာ14ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရဟိုင်းနဲ့အမြင့်ဆုံးမူချိန်မှာ29ဒီဂရီဆယ်စီယပ်84ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နီတော်ဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလွယ်တာအခြေအနေခမှန်းချက်မှာလည်းအများအားဖြင့်သိရပါမယ်။အနေဆုံးမူချိန်မှာ16ဒီဂရီဆယ်စီယပ်61ဒီဂရီဖာရဟိုင်းနဲ့ အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်တွင်မနက်ဖြန်မနက်ထိမုလဝတ္တအခြေအနေခန့်မှန်းကြပါလိမ့်အများအဖြစ်သားရပါမယ်အနေဆုံးမူချိန်မှာ15ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရဟိုက်နဲ့အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ် ၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာညပူချိန်များအနည်းငယ်ရုံနေနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလွဲ့နှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။